Hello Harry Potter University ရာ Hogwarts တီကျောင်းဆက်ပြီးတော့ပြပြပေးမယ်เนาะအရှိတပိုင်းတော့က Hogwarts တီရဲ့အခြေခံကျောင်းအရာပြပြပေးထားတယ်အခုဒီဘိုင်းမှာကျတော့ Hogwarts တခုချင်းကြီးကျောင်းဆက်ပြီးတော့ပြပြပေးမယ်เนาะ Harry Potter ရုပ်ရှင်တွေလည်းကြိုက်တယ်ဝတ္ထုတွေလည်းမဖတ်သေးဘူးဆိုလို့ရှိရင်ဒီရုပ်ရှင်ထဲမှာမပါတဲ့ဝတ္ထုတွေရဇလန်းနေကြောင်းကို Lighthouse မြန်မာရဲ့ Wizarding World Story Playlist မှာပြောပြပေးနေလို့အရှိရဗီဒီယိုတွေကိုမကြည့်ရသေးဘူးဆိုလို့ရှိရင်တက်ကြည့်လိုက်ကြအောင်เนาะ ဒီဗီဒီယိုမကြည့်ခင်ဒေချာပေါက်ကြည့်ထားတဲ့ဗီဒီယိုတွေကတော့ဒီ Hawkrat အကြောင်းဖောက်ဝမ်းပေါ့နော်ပြီးွားလို့ရှိရင် Hawkrat ရဲ့ history အကြောင်းပြောထားတဲ့ဗီဒီယိုရဲ့ပြီးွားလို့ရှိရင် Photomon ရဲ့ဘဝဆက်အကြောင်းပြောထားတဲ့ဗီဒီယိုတွေကိုတော့ကြည့်ထားလို့ရှိရင်ဒီဗီဒီယိုလေးကိုပို့ပြီးတော့နားလည်မယ်လို့ထင်ပါတယ် Harry Potter ဝတ္ထုတွေကိုကိုယ်တိုင်ဝယ်ဖတ်ချင်တယ်ဆိုလို့ရှိရင်မူရင်း English version တွေပဲဖြစ်ဖြစ်ဘာသာပြန်စာအုပ်တွေပဲဖြစ်ဖြစ်ပို့စီမမယူလို့ရပါတယ်အာဒီဗီဒီယိုရဲ့ comment နဲ့ description မှာပို့ရဲ့ Facebook link နေပေးထားမယ်အဲ့ရနေပြီးတော့လာစုံစမ်းလို့ရပါတယ် ကဲတော့ Horcrux တစ်ခုချင်းစီကြောင်းကြည့်လိုက်ရအောင်နော်ပထမဆုံးတစ်ခုကတော့ Harry Potter 2မှာအဓိကပါဝါတယ် Tom Riddle Diary ပေါ့နော်ဒီ Horcrux ကိုသူက Hogwarts တက်နေတဲ့ချိန်မှာဖန်တီးခဲ့တာဆိုတော့ဒီထဲကသူ့ရဲ့ဝိညာဉ်အစိပ်ပိုင်းဟာသူ့ចောင်းသားဘဝတော့ပုံစံဖြစ်နေတာပေါ့နော် ဒီဆောင်ကို Hawkcrest လုပ်ဖို့အတွက်သူတက်ခဲ့ရတဲ့သူကတော့ Morning Martel ဆိုတဲ့ဒီအိမ်နာထဲမှာတရေဖြစ်သွားတဲ့ကောင်မလေးပေါ့နော်။ဒီเจ้าနေရတော့တိတ်ပြီးတော့ထူး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 ပြောပြစရာမရှိဘူး။မျိုးရှင်နေရတိုင်းပဲသူကဓာတ်သုံးပြီးတော့ Genie ကို control လုပ်ပြီးတော့အာဒီ Chainmore Secret ကိုဖွင့်ခိုင်းနေတယ်။ Slazers Litrin ဖြစ်စေခြင်းနဲ့ဒီเจ้าမှာသွင်းတော်တွေဖြစ်စေခြင်းနဲ့ကိစ္စကိုသူเจ้าသားဘွားတော်အောင်မြအောင်မလုပ်နိုင်ခဲ့လို့အခုတခါထပ်ပြီးတော့အကောင့်ထဲပို့ဖို့စူးစမ်းခဲ့တယ်။ ဒါပေမဲ့ Harry ကဒီ Basilisk ရဲ့အဆွဲနဲ့စာအုပ်ကိုထိုးလိုက်တဲ့ချိန်မှာတော့ဒီစာအုပ်ထင်းကသူ့ရဲ့ဝိညာဉ်စိတ်ပိုင်းအားပျက်စီးသွားခဲ့တယ်။ဒီစာအုပ်ရဲ့ cast ကသူ့ရင်ဖွင့်လာတဲ့သူကို manipulate လုပ်ပြီးတော့ထိန်းချုပ်ပြီးတော့ခိုင်းစေနိုင်တာပေါ့နော်။သူ့ရဲ့ defense mechanism ကတော့ Tom Riddle ဝိညာဉ်ထွက်လာပြီးတော့နှောက်ရှက်တာပေါ့ ဒီဆောင်နဲ့ပတ်သက်ပြီးတော့လေ plot hole လို့ခန်းစားရတာတစ်ခုကတော့ Harry ကနောက်ပိုင်းကျလို့ရှိရင် Horcrux တွေနားကိုရောက်လို့ရှိရင် तू ကဒီ Horcrux တွေရဲ့အအတန်ကို तू ကြားရတယ်ပေါ့နော် तू နဲ့ connection တစ်ခုခုရှိရဆိုပြီးတော့ပြထားတယ်ဒါပေမဲ့ဒီဆောင်ပါတဲ့အပိုင်းမှာတော့ကြတော့အဲ့ဒါမပါခဲ့တော့အဲအဲ့ဒါတော့နည်းနည်းလေးသဘောမကျဘူးပေါ့နော်ဒါပေမဲ့တကယ်တမ်းဆိုရင်ဆောင်အထဲမှာကဒီ connection ကမပါဘူး ရုပ်ရှင်ထဲမှာမှနောက်ပိုင်းမှစဉ်းစားပြီးတော့ထည့်လိုက်တာဆိုတော့ရှင်းနောက်မညီဖြစ်သွားတာလို့တော့မြင်တယ်ပေါ့နော်အခုဒုတိယပြပြခြင်းနဲ့ Hawkrus ကတော့ Marvel Logon ရဲ့လက်စွပ်ပေါ့နော်ဒီလက်စွပ်အကြောင်းကိုအရှိယာ Photomo ရဲ့ဘဝဆက်ကြောင်းဗီဒီယိုမှာပြပြပေးထားတယ်ဒီလက်စွပ်ကို Hawkrus လို့ပို့အတွက်တတ်လိုက်တဲ့သူကတော့ Voldemort ရဲ့အဖေ Tom Riddle Senior ပေါ့နော် ရုပ်ရှင်ထဲမှာတော့ဒီလက်စွပ်ကိုဒမ်မတော်ဟာအာဂရစ်ဖင်နော့ရဲ့ဓာတ်နဲ့ဖျက်ဆီးလိုက်တာကိုသိရရတယ်။ဒါပေမဲ့သူ့ရဲ့ defense mechanism ကဘာလဲဆိုတော့မသိလိုက်ရဘူးပေါ့နော်။စာအုပ်ထဲမှာထပ်ပါတာတွေကတော့ဒမ်မတော်ဟာဒီ Gone မိသားစုနေတဲ့အိမ်ကိုတွားပြီးတော့လက်စွပ်ကိုရှာခဲ့တယ်။ ဲ့မှာသူလက်စုပ်ကိုတွေးတဲ့အချိန်မှာဒီ Deadly Hollow Sign ကိုမြင်တော့ဒီအထဲမှာ Resurrection Stone ပေါ့နော်ဒီတေသူပြန်ခေါ်နိုင်တဲ့ကြောက်တုံးပါတယ်ဆိုတာကိုသူသိသွားတယ်အဲ့ဒါက Deadly Hallows တွေတည်းကတခုပေါ့နော်ဒီ Deadly Hallows အကြောင်းကိုတော့ရှင်းရဗီဒီယိုမှာပြောပြပြီးသားဆိုတော့ပို့ပြီးတော့သိချင်တယ်ဆိုလို့ရှိရင်တော့အဲ့ဗီဒီယိုလေးကြည့်ကြပါပေါ့နော်အာအဲ့တော့တကယ်ဒီ Dumbledore မှာက အာရီယာနာဆိုညီမလေးတယောက်ရှိခဲ့တယ်ပေါ့နော်ဒီเจ้าနေကိုလည်းဓမ္မတော်ဘဝဆက်ကြောင်းပြောတဲ့အချိန်ကြာလို့ရှိရင်ပို့ပြီးတော့ပြပြဆုံးပြပြပေးမယ်ဒါပေမဲ့အခုဒီမှာပြောချင်တာကကြတော့ဓမ္မတော်ကဒီလက်စုပ်ကိုတွေ့တဲ့အချိန်မှာဒီ reservation stone ကိုသုံးပြီးတော့သူညမကိုပြန်ခေါ်ခြင်းစိတ်ပေါက်သွားပြီးတော့သူလက်စုပ်ကိုကောက်ဝက်လိုက်တယ်ဒါပေမဲ့လက်စုပ်ကဒီလက်စုပ်ရဲ့ defense mechanism ဖြစ်တဲ့ဂျိန်းစာကြောင့်အာဓမ္မတော်ရဲ့လက်ကဒဏ်ရာကြီးကျယ်ရသွားတယ်ပေါ့နော် နောက်တော့ snake ကသူ့ကိုဒီဒဏ်ရာကိုကုပေးလိုက်လို့တကူလုံးမူဒဏ်ရာမပြတ်သွားပြီမဲ့သူ့မှာအသက်ရှင်မှုတစ်နှစ်လောက်ပဲကျန်တော့ရဲဆိုတော့ snake ကပြောခဲ့တယ်ပေါ့နော်တကယ်တမ်းပြောရလို့ရှင်လေဒီ horcrux တရဲ့ cast ကတစ်ခုနဲ့တစ်ခုမတူသလိုတက်ရောက်မှုကလည်းမတူဘူးလို့ပြောလို့ရတယ်အခုဒီအခုဒီလက်စွပ်ကဓမ္မတော်ကိုသိစေနိုင်လောက်တဲ့အထိဖြစ်သွားတာအတော့ပို့အမြင်မှာဆိုလို့ရှင်တော့ဒါအရန်ကို magical power မြင့်နေ horcrux တစ်ခုဖြစ်တဲ့အပြင် သူ့ထဲမှာဒီ Danny Hollows လိုမျိုး Reservation Stone မှာပါနေတဲ့အတွက်ပို့ပြီးတော့ပို့ပြီးတော့ powerful ဖြစ်သွားလို့ဒီလိုမျိုးတက်ရောက်မှုကလည်းပိုကျန်းသွားတယ်လို့ထင်တယ်ပေါ့နော်ဒီနောက်ဆုံးတော့ဓမ္မတုံးကလက်စုပ်ကို Gryffindor တားကိုတုံးပြီးတော့သူဖြက်စီးလိုက်တယ်ပေါ့နော်ပြီးတော့အထက်က Resurrection Stone ကိုတော့အာဒီ Harry ပထမဆုံးဖမ်းမိတဲ့ Snitch ball လေးတွေကိုထည့်ပြီးတော့ Harry ကိုအမွေအဖြစ်နဲ့ထားပေးခဲ့တယ် โอเคနောက်တစ်ခုကတော့ Hufflepuff ရဲ့ခွတ်ပေါ့နော် Voldemort ကဒီ Helga Hufflepuff ရဲ့အမျိုးဖြစ်တဲ့ Hepzibah Smith ဆိုတဲ့မျိုးသမီးကိုအာတက်ပြီးတော့သူ့စီကနေပေါ့ဒီခွတ်ကိုခိုးခဲ့တာပေါ့နော်ဒီအကြောင်းတွေအရှိအောင် Hogwarts history မှာပြပြဆုံဆုံလေးပြပြပေးထားတယ်အဲ့တော့သူအဲ့မျိုးသမီးကိုတက်ပြီးတော့ဒီခွတ်ကို Horcrux လောက်လိုက်တယ် နောက်ပြီးတော့သူယုံကြည်အောင်ထိုက်တာတရားဖြစ်တဲ့ Bellatrix Lestrange ကိုဒီခွက်ကိုတင်ငိုင်းလာတာပေါ့နော် Bellatrix ကဒီခွက်က Horcrux မှမသိဘူးပေါ့နော်ဒါပေမဲ့သူ့ကို Voldemort ကယုံယုံကြည်ကြည်နဲ့အပ်ထားတဲ့ပစ္စည်းတစ်ခုဖြစ်တဲ့အတွက်သူ့ရဲ့ Gringotts ကဘဏ်ထဲမှာသူတေချာတင်ထားတယ်ပေါ့နော် အာဒီဘန် green cross ကအရန်ကိုလုံုံနဲ့ဘန်ဖြစ်နေပြီမဲ့လေ။ तू ကပို့ပြီးတော့တေးကြအောင်လို့အာဒီခွက်ကိုသူကိုရန်လွယ်ပြီးတော့တခြားသူကင်လို့ရှိရင်အများကြီးပွားဝအောင်လို့အဲ့လိုမျိုးအာ cast ပါထည့်ထားရပေါ့နော်။ဒါပေမဲ့ဒီခွက်ဘယ်မှာရှိလဲဆိုတော့ Harry ကတိသွားရအောင်မှာတော့ green cross ကိုလိုက်သွားပြီးတော့ဒီခွက်ကိုယူခဲ့တယ်။ ဒါတော့နောက်ဆုံးဟောက်ကွတ်ဘတ်ထန်မှာ Ron နဲ့ Hermione တို့ကချိန်မော့ secret တွေကိုပြန်သွားပြီးတော့ဒီ Basilan ရဲ့အဆွဲကိုယူပြီးတော့ဒါကိုဖျက်ဆီးခဲ့တယ်ပေါ့နော်သူရဲ့ defense mechanism ကတော့တိတ်ပြီးတော့မပြင်းထန်ဘူးဒီရေလုံးကြီးပဲသူတို့ပေါ်လာအုပ်သွားတာပေါ့နော်ဒါမှမဟုတ်လည်းဒါဒီခွက်သူတို့စီမှာကြာကြာမရှိသေးလို့ဒီဝင်းကျင်ရဲ့အဆွမ်းကမကောင်းသေးဘူးဆိုတဲ့သဘောမျိုးလို့တော့ရှင်းပြထားတာပေါ့နော်ဒါမှမဟုတ်ဒီချိန်မော့ secret ကိုဖွင့်တဲ့အချိန်မှာ Ron ကမွေစကားကိုလွယ်လွယ်လေးပြောပြနိုင်လိုက်တဲ့ကိစ္စကိုတော့တိတ်ပြီးတော့သဘောမကျဘူးပေါ့နော် โอเคနောက်တစ်ခုကတော့ဒီ Slytherin ရဲ့ locket ပေါ့เนาะတကယ်တော့ဒီ locket ကိုလည်း Voldemort က Harry Smith ကြီးကနေပဲခိုးခဲ့တာပေါ့เนาะနောက်ပိုင်းမှာဒါကို Horcrux လုပ်ဖို့အတွက်သူက Muggle တယောက်ကိုတတ်ခဲ့တယ်အဲနောက်မှာတော့သူကရေလဲကောင်းဂူကြီးထဲမှာအစီမံနေထားပြီးတော့သွားပြီးတော့ဖတ်ထားခဲ့တာပေါ့เนาะတကယ်တော့လေ Voldemort ကညံတော်ကောင်းတယ် သူ့ရဲ့ Hawkrest တွေသူကပုံစံမတူတဲ့နီးရည်နဲ့ဖွက်တာပေါ့နော်တချို့ဟာတွေကိုကြားရင်တော့အဲ့လိုအရန်ခက်ခက်ခဲခဲဖွက်တယ်တချို့ဟာတွေဆိုရင် plain side ပေါ့နော်ဒါပေမဲ့တချို့သူတွေပဲသိနိုင်တဲ့နေရာမျိုးဖြစ်တယ် remote requirement လိုနေရာမျိုးထဲမှာဖွက်တယ်သူ့အတွက်အမှန်တရားဖြစ်တဲ့နေရာမျိုးဖြစ်တယ်ဒီ gone family တဲရင်ထဲမှာဖွက်တယ်ပြီးတော့သူသူယုံကြည်ရတဲ့သူတွေပေါ့နော်သူရဲ့ daddy daddy စီမှာဖွက်တယ်အဲ့လိုမျိုးမျိုးစုံဖွက်တာပေါ့နော်ဒါပေမဲ့ဒီထဲမှာမှာဒီ locket ကိုသူကဘာဖြစ်လို့ဒီလောက်ထိ ဘကခက်ခဲဖွက်ထားလဲဆိုတော့ဘိုးအမြင်မှာဆိုလို့ရှိရင်တော့သူ့အတွက်ဒီ Hawkrest တွေအားလုံးနဲ့မှာဒီလောကကတန်မိုးရှိဆုံးလို့မြင်နေပေါ့နော်။ဘာလို့လဲဆိုတော့ तू ကလုံးဝအဲ့လိုမျိုးဒီ Pure Blood ကိုအရင် crazy ဖြစ်တဲ့သူလေ။ तू ကိုရမ်း Pure Blood မဟုတ်ပေမဲ့ ဒီ pure black ကိုအာတန်မိုးထားတယ် slash slash slithrin နဲ့သူနဲ့အမျိုးတော်တယ်ဆိုတော့တက်တေကဒီ locket မှာရှိနေတယ်လေအဲအကြောင်းသူကဒါကိုပို့ပြီးတော့လုံလုံချုံချုံနဲ့ဖွက်တယ်လို့တော့ဘူကမြင်ပါတယ်အာပြီးတော့ဒီနေရာကိုရွေးရတာကလည်းဒီသူငငယ်တော့ခလေးတွေကိုခေါ်ပြီးတော့နှိပ်စက်ခဲ့တဲ့ဂူပေါ့နော်အဲ့နေရာအဲ့တော့သူအတွက် powerful ဖြစ်တယ်လို့သူခံစားရတဲ့နေရာမို့လို့ရွေးခဲ့တယ်လို့ထင်တယ်ဒါပေမဲ့ပိုဒီเจ้าကိုအရှိမပြောဘူးလားတော့မသိဘူးမိဘမဲ့เจ้าက ကလေးတွေဘာဖြစ်လို့ဒီလူသူမရောက်တဲ့ဟိုရေလဲကောင်ကဂူတဲ့ကိုခေါ်သွားလဲဆိုကိစ္စတော့တိတ်တဘောမကြောက်ဘူးပေါ့နော်အဲဒါမဲ့အဲ့ဂူကြီးကတော့ထားကြပါတယ်အဲ့တော့အဲ့ locket ကိုနောက်ပိုင်းမှာ regular black ဆိုတဲ့ကောင်လေးကဟိုယူသွားတယ်ပေါ့နော်ယူသွားပြီးတော့အဲ့ရနေမှာဒီအဲတစင်တစင်နဲ့နောက်ဆုံးနဲ့ Harry တို့စီရောက်သွားတယ်အဲ့ရရုပ်ရှင်ကြည့်ရတွေ့လည်းတိမာပါဘလို့ဘလို့ရောက်သွားတယ်ဆိုရဲဟာရီဒါပေမဲ့ regular black ကြောင်းရောနောက်မှ video တပုတ်တက်တက်လုပ်ပေးဦးမယ်သူ့ကြောင်းလည်းစိတ်ဝင်စားကြအောင်တော့လေ အဲ့တော့ဒီလောကန်ကိုတော့ဟယ်ရီတို့ကဒီတတော်ရဲမှာသူတို့ရှောက်သွားနေတဲ့ချိန်မှာဖျက်ဆီးခဲ့တယ်။အာဒီသူ့ရဲ့ defense mechanism ကတော့ဒီလောကန်ရဲ့တက်ရောက်မှုအများဆုံးခံရတဲ့ run စီမှာမြင်ရတာပေါ့နော်။အာဒီသူတို့ဖျက်ဆီးခံနေတဲ့ချိန်မှာ run ကြောက်ဆုံးရာတွေကိုပြပြီးတော့အာ run ကဟယ်ရီကိုတက်ချင်စိတ်ပေါက်လောင်လှုပ်တာပေါ့။ဒါပေမဲ့ run ရဲ့စိတ်ကအိတ်ထပ်ပူပြီးတော့ strong ဖြစ်တဲ့အတွက်အာနောက်ဆုံးမှာ run ကိုယ်တိုင်ပဲဒီလောကန်ကိုဖျက်ဆီးပစ်လိုက်တာ နောက်တစ်ခုကတော့ Ravenclaw Titan ပေါ့နော်ဒီအကြောင်းကိုလည်းသူ့ရဲ့ပိုင်ရှင်အကြောင်းနဲ့အတူတူရှိရဟော Hogwarts History အာအပုံမှာပြပြပေးထားတယ်ဒါတို့ရော Albania လူတယောက်ကိုတက်ပြီးတော့ဖန်တီးထားတာပေါ့နော် Harry တို့ Hogwarts တွေကိုရှာလို့မတွေ့တော့တော့နောက်ဆုံးသူတို့ဒီ Hogwarts မှာကြံအောင်မယ်ဆိုပြီးတော့ပြန်လာရှာကြတာပေါ့နောက်ဆုံးတော့ Rowena Ravenclaw ရဲ့ Ghost ရဲ့လမ်းညွှန်မှုနဲ့သူနောက်ဆုံးဒီ Room of Requirement နဲ့မှာအဲ့ဒါကိုတွေ့သွားတယ်ပေါ့နော် အဲ့မှာမဖိုင်းတဲ့တငယ်ချင်း Vincent Crab ကမရည်ရွယ်ပဲနဲ့ပေါ့နော်ဒီ Fin Fire ကိုထုတ်မိလိုက်ပြီးရဲ့နောက်မှာ Rome of Requirement တွေကပစ္စည်းတွေအားလုံးနဲ့အတူတူဒီ Titan ကြီးလည်းပျက်စီးသွားတယ်ပေါ့နော်သူလည်း Harry စီလက်ထက်ရောက်တာမှာစက္ကန့်ပိုင်းမိနစ်ပိုင်းလေးပဲရှိသေးတာဆိုတော့ဟောသူတို့ပေါ့ဘာမှတက်ရောက်မှုကြီးကြီးမားမားမရှိလိုက်ဘူး Defense Mechanism တွေနဲ့ဒီမီးလုံးကြီးတွေနဲ့အာ Voldemort ရဲ့မျက်နှာကြီးပေါ်လာတာပဲရှိလိုက်တယ်ပေါ့နော်ဒီဒီ Fin Fire အကြောင်းတော့ရှေ့ဟာဗီဒီယိုမှာပြောပြပေးထားရယ်နော် ဆောင်း version ကအဲ့လိုပေါ့နော်ဒီ fin fire နဲ့ပျက်စီးသွားတယ်ဆိုတာပဲဒါပေမဲ့ဒီရုပ်ရှင်ထဲမှာကြတော့အရှိမပြောခဲ့သလိုပဲအရှိတပုတ်တော့ပြောခဲ့သလိုပဲ fin fire ကြောင့်သူကအမြဘာမှမရှင်းပြထားဘူးလေအဲ့တော့ပြိဿနာမလဲတော့ဘူးထင်လို့ဖြစ်နိုင်တယ် အခန်းပြင်ကို Harry ကရောက်သွားပြီးမှဒီ Titan ကို Harry ကအစွဲနဲ့ထိုးပြီးတော့မှအခန်းထဲပစ်ထည့်လိုက်တယ်ဆိုတော့ Fin Fire ကြောင့်ပျက်စီးသွားတယ်ဆိုတာမသိတာလိုက်ပေါ့နော်ရုပ်ရှင်ထဲမှာအကဲကူးဆက်ပြီးတော့ viewer တော်တော်များသိကျင်နေတယ် Nagini Nagini ကြောင့်ပြောပြမယ်ပေါ့နော်တကယ်ဆိုလို့ရှိရင် Voldemort က Horcrux ခုနှစ်ခုလောက်ရှင်တာမဟုတ်ဘူးသူကသူ့ရဲ့ဝိညာဉ်ကိုခုနှစ်ခုပိုင်နေတာ အဲ့တော့ the hawkers 6ခုလောက်ပြီးတော့သူလက်ကျန်ခန္ဓာကိုယ်တွေကဝိညာဉ်နဲ့ဆိုလို့ရှိရင်ခုနှစ်ခုဖြစ်မယ်ပေါ့သူကအဲ့လိုမှန်းလာတာအရှိမပြောရတဲ့ဒီ hawkers 5ခုလောက်ပြီးရဲ့အချိန်မှာသူအရင်နေမှာတော့သူဘာမှဆက်မလုပ်နိုင်ခဲ့ဘူးအဲ့ဒါကြောင့်သူအင်အားပြန်ကောင်းလာတဲ့အချိန်ကျမှဒီသူ့အချစ်တော်မွေ Nike နေကိုသူ့ရဲ့ hawkers အနေနဲ့ထပ်ပြီးတော့လုပ်ခဲ့တာပေါ့နော် အဲ့တော့နာဂီနီဘယ်လိုဟော့ခရက်ဖြစ်လာလဲဆိုတာကိုရုပ်ရှင်ကြည့်တဲ့သူတွေကြောင့်မသိကြဘူးလားမေးကြတယ်ပေါ့နော်ဒီအကြောင်းပြောရမယ်ဆိုလို့ရှိရင်အရင်ဆုံး Father Jokin ဆိုတဲ့ဒီ Ministry of Magic ရဲ့အားကစားစီမံခန့်ခွဲရေးဌာနမှာလှုပ်လှုပ်တဲ့ဟောဆိုမော်ဆီယာမတ်တယောက်ကြောင့်အရင်ပြောရမှာပေါ့နော်သူက Buddy Cross Senior ရဲ့လက်ထောက်ဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့ဒီ Tri Wizard Tournament အတွက်ပြင်ဆင်နေတဲ့အချိန်မှာ Father Jokin ကအလုပ်ကိစ္စနဲ့ Buddy Cross Senior ရဲ့အိမ်သွားခဲ့တယ် အဲ့မှာသူကဒီ Buddy Crouch တို့လင်မယားကသူ့ရဲ့သားဖြစ်တဲ့ Buddy Crouch Junior ကိုဒီ Imperious Curse ပေါ့နော်ဒီစိတ်ကိုထိန်းချုပ်တဲ့ curse နဲ့အပြောင်းလဲပြီးတော့သူ့အိမ်မှာထားတာတော့တွေးလိုက်တယ်။အတကယ်တမ်းဆိုလို့ရှိရင်ဒီ Buddy Crouch Junior က Voldemort တော်တော်အကူအညီထိုက်တာတယောက်ဖြစ်တယ်။အာသူ့အကြောင်းနေရနောက်မှာပိုဒေတာကြီးအကြောင်းပြောတဲ့ဗီဒီယိုတစ်ပုဒ်လုပ်ပေးဦးမယ်အဲ့ကြိုင်အသေးစိတ်ပြောပြမယ်ပေါ့နော် တကယ်တမ်းဆိုရင်ဒီကောင်လေးက Escobar မှာရှိနေရမှာ။ဒီအိမ်မှာရှိရဖြစ်တဲ့အတွက်အော်ဒီ Brother Joggins က Buddy Crouch Senior ကိုမေးတယ်ပေါ့နော်။ဒီကိစ္စကို။ဒါပေမဲ့ဒီကိစ္စကို Buddy Crouch တို့ကဒီကိစ္စကိုလူမသိစေချင်တဲ့အတွက် Brother Joggins ကို Memory Champ နဲ့သူ့ရဲ့မှတ်ဉာဏ်တွေကိုပြင်ပစ်လိုက်တယ်။ဒီကိစ္စကိုမေ့သွားအောင်လို့။အော်အဲ့တော့ရာလန့်နေနေကြတော့ तू က तू ကခေါင်းနဲ့ကြောင်တော့ကြံခဲ့တာပေါ့နော်။ဒါတော့မေ့သွားတယ်။ အဲ့တော့အဲ့ဒါတွေဖြစ်ပြီးရဲ့နောက်မှာသူအယ်ဘေးနီးယားကိုသွားတယ် အဲ့ဒီချိန်မှာဒီအယ်ဘေးနီးယားကို Peter Pettigrew နဲ့ Voldemort တို့ကရောက်နေတာပေါ့နော် Peter Pettigrew နဲ့ Father Jorgens တို့ကလည်းငโกရီယာတီးကြတဲ့သူတွေဆိုတော့ Peter Pettigrew ကသူ့ကိုသွားတွေ့ပြီးတော့လမ်းလျှောက်မယ်ဆိုပြီးတော့လိန်ခေါ်ပြီးတော့ Voldemort စီခေါ်လာလိုက်တယ်အဲ့မှာ Voldemort ကသူ့ရဲ့ power သူ့ရဲ့ magical power ကပိုပြင်းတဲ့အတွက်ဒီ Father Jorgens ရဲ့ memory charm ကိုကြော်ပြီးတော့သူဘာတွေတိလဲဆိုတာကိုမေးတာပေါ့နော်မေးတဲ့အချိန်မှာမှာသူကဒီ Triwizard Tournament ကြောင်းနေလဲ ိတယ်ဘတ်ဒီ crowd junior ရှိနေတဲ့ကြောင်းနေလဲသိပြီးတော့ဒီ Harry Potter forum မှာမြင်ရတဲ့အာဇလန်းတွေကိုအာစီစဉ်ပြီးတော့လုံနိုင်ခဲ့တာပေါ့နော်ဒါပေမဲ့ဒီ Voldemort ရဲ့ပြင်းထန်တဲ့မော်စွမ်းကြောင့် Butter Joggins ကတိတ်ပြီးတော့ခေါင်းကခြေနေပိုးပြီးတော့ဆိုးလာတာပေါ့နော်ဒါပေမဲ့ Voldemort ကလည်းအဲ့အချိန်မှာသူ့ကိုတတ်ပြီးတော့ Nagini ကိုဒီအာ Horcrux နေနဲ့လောက်ခဲ့တာဖြစ်တယ် ငကင်းကြီးကြောင့်ပြောရရင်တော့သူကတက်ရှိဖြစ်တဲ့အတွက်သူ့ဘာသာတဘာဝတိုင်းသိနိုင်လားမသိနိုင်လားဆိုတဲ့ကိစ္စတော့တိတ်ပြီးတော့မရှင်းဘူးပေါ့နော်သူ့ကိုသူ့ Gryffindor နဲ့တက်ခဲ့ပြီမဲ့ရူရူသားနဲ့ရောသိနိုင်ရလားဆိုတဲ့ဟာလည်းမသိကြဘူးဒါပေမဲ့ diary စာအုပ်တော်ရေးဆိုခံနိုင်တာဆိုတော့သူလည်းအာတဘာဝလုံးစွမ်းနေရှိတဲ့ immortal တော့ဖြစ်နိုင်တယ်လို့တော့ထင်တယ်။ငကင်းကြီးရဲ့ဒီ background ကို fantastic beast မှာတော့တော်တော်မြင်ရတယ်။ဒါပေမဲ့အားလုံးသိတဲ့အတိုင်းပဲဘိုးက fantastic beast ကို အတိမမပြူရတဲ့သူဆိုတော့အာအဲ့ထက်အကြောင်းနေတော့ထပ်မပြောချင်ဘူးပေါ့နော်ဒါပေမဲ့ဒီ Harry Potter book series တဲ့မှာတည်ရတဲ့လောက်ဆိုလို့ရှိရင်အာနဂီနီကဒီ witch ဘဝကနေပြီးတော့ maledictex လို့ခေါ်တဲ့အာသွေး blood cast ပေါ့နော်ဒီသွေးကျင်စာတစ်ခုကြောင့်အာမွေမွေဖြစ်နေတဲ့ဖြစ်ဖြစ်ပြောင်းသွားပြီးတော့နောက်ဆုံးမှာမွေခန္ဓာကိုယ်ထဲမှာပဲပိတ်မိနေတာဖြစ်တယ်အဲ့တော့သူကငကူကတော့အာမော်ဆီယာမပေါ့ ဒါပေမဲ့အခုအချိန်မှာတော့မွေကြီးဖြစ်သွားပြီးတော့လူဘွားကိုပြန်မရနိုင်တော့တူတယောက်ပေါ့နော်ဗိုဒိုမုတ်ကဒီမွေကြီးကိုရမ်းတန်ရောစင်ရှိတယ်သူ့ရဲ့ဟော့ခရက်စ်လည်းဖြစ်တဲ့အတွက်သူသွားလေရအောင်လဲခေါ်သွားတတ်တယ်ပေါ့နော်ဒီမွေကြီးကိုဘိုလိုဒီအာဒယ်လီဟော်လုစ်1မှာတော့တွေ့ရတယ်လေဟယ်ရီတို့ကောတွေ့ဟော်လုသွားတဲ့အချိန်မှာဒီဘတ်ဒီတာဘက်ရှော့အနေနဲ့ဒီမော်စီရင်နဲ့ရုပ်ဖြတ်ထားရနေပြီးတော့ပြီးတော့မှမွေကြီးဖြစ်သွားတာအဲ့ဒါနဂီနီမွေကြီးပေါ့နော်အဲ့တော့အဲ့တော့သူ့ကိုတော့အလုံးသိတဲ့အတိုင်းပဲနောက်ဆုံးမှာနဗေးကဒီ Griffin Daughter နဲ့ခုတ်သက်ခဲ့တာ အဲ့တော့အခုပြောသွားတဲ့ Hawkres 6ခုနဲ့ဒီ Voldemort ကိုရိုင်းနေဆိုလို့ရှိရင် သူဝိညာဉ်ခုနှစ်ပိုင်းဖြစ်နေရပါတော့။ဒါပေမဲ့ Voldemort မသိပဲနဲ့နောက်ထပ်တစ်ပိုင်းခွဲထွက်သွားတယ်။သူရဲ့ဝိညာဉ်ပိုင်းစာရှိရဲ့အဲ့ဒါကတော့ Harry Potter ကိုယ်တိုင်ပဲပေါ့နော်တကယ်တမ်းဆိုလို့ရှိရင်ဒီ Voldemort က Godric Hall မှာ Harry Harry တို့မိသားစုကိုတတ်တတ်တဲ့နေ့မှာအာသူမမျှော်လင့်မဲနဲ့သူရဲ့အာဒီ Avada Kedavra Killing Curse ကအာတံပြန်သွားပြီးတော့ ထည့်သေးလာတယ်။တံပြန်သွားပြီးတော့ဒီအာတံပြန်သွားပြီးတော့ဒီပြောမှာတော့ဘယ်ရောက်လဲမသိဘူး။ အဲဒီ Killing Cast ကတံပြန်သွားပြီးတော့ဒီ Voldemort ရဲ့အာဝိညာဉ်ကိုနောက်တစ်ပိုင်းထပ်ခွဲလိုက်တာပေါ့နော်အဲ့အချိန်မှာအနားမှာရှိတဲ့တခုလဲတော့တက်ရှိဖြစ်တဲ့ Harry Potter ရဲ့ကိုယ်ရဲ့ကိုဝင်သွားတာပေါ့အဲ့တော့ပြောရလို့ရှိရင် Harry က Horcrux အစ်စ်တော်မဟုတ်ဘူးသူ့ကို Pseudo Horcrux လို့ခေါ်တယ် ဘာဖြစ်လို့လဲဆိုတော့ဒီချိန်မှာသူ့ကိုဒီ Hawkrus လောက်တဲ့ cast တွေပါရည်လဲမတုံးမနဲ့သူ့ခန္ဓာကိုယ်ရဲ့ဒီဝိညာဉ်ပိုင်းစာရောက်သွားတာဆိုတော့လေတကယ်တမ်း Voldemort ရဲ့ဝိညာဉ်ကဒီဟိုအနေနဲ့ပေါ့နော်ဟို parasite အနေနဲ့သူ့ကိုယ်ထဲမှာကပ်နေတဲ့သဘောမျိုးပဲရှိရဲ့အားကြောင့်မို့လို့ဒီသူတို့နှစ်ယောက်ကြားမှာ connection တွေရှိရဲ့ Harry ကမွေရီနဲ့စကားပြောနိုင်တယ်ပြီးတော့ကြတော့အာဒီတယောက်နဲ့တယောက်စိတ်ချင်းဆက်နေရရှိတယ် အဲဟိုနောက်ပိုင်းမှာဒီရုပ်ရှင်ထဲမှာဆိုလို့ရှိရင်เนาะ Hawkrest အချင်းချင်းသူ Harry ခန်းစားနိုင်တယ်ပေါ့เนาะအဲ့လိုမျိုးဆွမ်းသက်တည်ရရှိရဲဒါပေမဲ့သူ့မှာတကယ် Hawkrest acid တည်ရဲ့ power တွေဖြစ်တဲ့ဒီ defense mechanism တို့ immortality တို့တော့မရှိဘူးပေါ့เนาะဒါရီကိုတဖြည်းဖြည်းနဲ့သတိထားမိလာတဲ့ Dumbledore ကအာတစ်ချိန်မှာ Harry သိဖို့လိုရဲဆိုတာကိုသူသိလာတာပေါ့เนาะအဓိက Harry သိရမှာမဟုတ်ဘူးဒီ Harry ကိုယ်ရဲ့ Voldemort ရဲ့ဝိညာဉ်ပိုင်းအစသိရမှာပေါ့เนาะအဲ့တော့ငဂူရီကလည်း အာဘဟုသုတကျွဲပြီးတော့အမျော်မြင်ရှိရဲဓမ္မတော်ကအာဒီဒီလိုဒါကိုဖြည့်ရှင်းနိုင်တဲ့တခုတည်းသောနည်းကအာ deadly hollows ဆိုတာသူသိတယ်အာ deadly hollows ကသင်မင်းကိုနိုင်တဲ့ပစ္စည်းတွေ ပစ္စည်းတွေပေါ့နော်ဒီကြောင့်လည်းပို့ရှေ့ရ Daily Hollis video မှာပြပြပေးထားရတယ်အဲ့တော့ဒီပစ္စည်းတွေကအကုန်လုံး Harry မှာရှိလို့ရှိရင် Harry ကမသေးဘဲနဲ့ Harry ကိုထဲကဒီ Voldemort ရဲ့ဝိညာဉ်ရပဲသေးမယ်ဆိုတော့သူကတိတဲ့အတွက်အာဒီ Harry ကို Resurrection Stone ကိုအမွေထားပေးခဲ့တယ်ပြီးတော့ Harry မှာကပြီးတော့ဟို cloak က invisibility cloak ကလည်းရှိပြီးသားဆိုတော့ဒီတခြားအကုန်လုံးဒီအကြောင်းတွေအကုန်လုံးသိနိုင်အောင်လို့ Hermione ကိုလည်းအာ Tales of Beatles ပုံပြင်စာအုပ်ကိုပေးခဲ့တာပေါ့နော် ဒါပေမဲ့ဒီဟာတွေအကြောင်းသူတို့ live စုံစမ်းတာတွေကစိတ်ဝင်စားဖို့ကောင်းပေမဲ့သူကသူလူချင်းတွေ့ပြီးတော့ဒါတွေပြောပြလိုက်လို့မရဘူးလားပေါ့နော်ပိုအဲ့ကိစ္စတော့နည်းနည်းအသေးရအဲ့ဆိုရင်ရှင်းနေတဲ့ကိစ္စအော်ဒါပေမဲ့အဲ့လိုပြောလိုက်လို့ရှိရင်လည်းဒီ Nelly Hollow စာအုပ်ကအလောက်ဖတ်လို့အလောက်ဖတ်လို့ကောင်းတော့မှမဟုတ်ဆိုတော့လေဒါလေးတော့ခွင့်လွှတ်ပေးရမှာပေါ့နော်အဲ့တဖြည်းဖြည်းနဲ့ Harry's ဒီ Daily Hollows ၃ခုလုံးပိုင်ဆိုင်သွားတယ်။အာဒါတွေကို အော်ရုပ်ရှင်ထဲမှာတိတ်မရှင်းလာဘူးပေါ့နောက်ဆုံးချိန်မှာသူ့မှာသုံးခုလုံးပိုင်နေရဆိုတဲ့ကိစ္စသူ့လက်ထဲမှာကြောက်တုံးတော့ခြင်နာရတယ်ဒီ invisibility cloak ကလည်းသူငငယ်လေးထဲရရထားရတယ်ပြီးတော့ဒီ elder one ကလည်းဒီပိုင်ရှင်ကိုလက်နှက်ဖြုတ်နိုင်တဲ့သူကရတာဆိုတော့ဟို dumbledore ကို malfoy လက်နှက်ဖြုတ်ခဲ့တယ်အဲ့ဒါကို harry ကတခါဒီ malfoy တို့အိမ်မှာတော့ malfoy ကိုဒီ one ဖြုတ်ခဲ့တာဆိုတော့တကယ်တမ်းပိုင်ရှင်က အာတကယ်တမ်းပိုင်ရှင်ဟယ်ရီဖြစ်နေတဲ့အတွက်အာဒါရီအားလုံးကိုပိုင်နာတယ်ဟယ်ရီကတင်မင်းကိုအနိုင်ရတယ်ပေါ့နော်သူတင်ရမယ်ဆိုတော့တိသွားတဲ့အချိန်မှာသူဒီတော်ရဲကိုသွားပြီးတော့ဗိုဒမော့ကိုရင်ဆိုင်ခဲ့တယ်အဲ့ဒီအချိန်မှာဒီတော်ရဲမှာဗိုဒမော့ကသူ့ကိုဒီ Avatar Kedavra Killing Cast နဲ့ထပ်ပြီးတော့တတ်လိုက်တဲ့အချိန်မှာကြတော့အာ သူခဏတတိလစ်သွားရဲပေါ့နော်အဲ့အချိန်မှာသူဒီ King Cross အာ station ကိုရောက်သွားရဲဆိုတာအဲ့နေရာကတကယ်တမ်းဆိုရင်ဒီအာလူဘဝနဲ့လူဒီလူဘဝနဲ့နောက်ဘဝနဲ့ဂျားလင်မိုလို့ခေါ်တဲ့ဂျားနေရာပေါ့နော်အာတကယ်တမ်းဆိုလို့ရှိရင်ဒီ Horcrux တီထဲကဝိညာဉ်ပိုင်းစားတွေကဝိညာဉ်အပြည့်မဟုတ်တဲ့အတွက်သူကအဲ့လို totally move on မလုပ်နိုင်ဘူးပေါ့နော်နောက်ဘဝကိုမကူးနိုင်ဘူးပေါ့အဲ့တော့သူကလင်မိုထဲမှာပဲနေရမှာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ အဲ့ကြောင့်မလို့သူ့ကိုဗိုဒမုတ်ကတတ်လိုက်တဲ့အချိန်မှာသူရောဒီဗိုဒမုတ်ရဲ့ဝိညာဉ်ပိုင်းဆောင်ကလင်မိုတဲ့ကိုရောက်သွားတယ်။အဲ့တော့ဒါမှမဲ့သူကဒီအဒယ်လီဟောလစ်ပိုင်ရှင်ဖြစ်တဲ့အတွက်အသက်မသေးပဲနဲ့သူပြန်ရှင်လာတယ်။ဒီဗိုဒမုတ်ရဲ့ဝိညာဉ်ကတော့လင်မိုမှာပဲကျန်ခဲ့တဲ့အတွက်နောက်ဆုံးမှာတကယ်အဲ့အဲ့အချိန်မှာဗိုဒမုတ်ရဲ့ဝိညာဉ်ရှင်နေသေးတာဆိုလို့ဗိုဒမုတ်ကိုယ်တိုင်နဲ့နဂီနီပဲရှိတော့တယ်။ အဲ့ဒါအောင်မှာနောက်ပိုင်းမှာနဗေးကနဂီနီကိုတတ်လိုက်တဲ့အချိန်မှာတော့ဗိုဒမုတ်တယောက်ပဲကြံတော့တယ်ဒါကြောင့် final battle မှာဒီ harry ကသူ့ကိုအနိုင်ယူနိုင်ခဲ့တာပေါ့ဒီလိုနဲ့ဒီအင်အားကြီးဆုံး dark wizard ကြီးဗိုဒမုတ်ရဲ့ဘဝလည်းဆုံးသက်သွားတာကဲဒီလောက်ဆိုလို့ရှိရင် Horcrux နဲ့ပတ်သက်ပြီးတော့ viewer တွေသိကျင်နေရတယ်လည်းတော်တော်လေးသိရပြီလို့ထင်ပါတယ် တကယ်တမ်းပြောရလို့ရှိရင်လေဒီဝိတုဝိတုထဲမှာဆိုလို့ရှိရင် Hawkrest တွေထဲမှာ Harry ကိုယ်တိုင်ဖြတ်စည်းခဲ့တာဆိုလို့အာဒီ Tom Riddle ရဲ့ diary တအုပ်ပဲရှိရယ်ဒါတော့မှသူ Hawkrest မှန်းလည်းမသိဘူးဘလို့ဖြတ်စည်းရမှန်းလည်းမသိဘူးဒီတိုင်းတိုက်ဆိုင်ပြီးတော့ဖြတ်စည်းပြစ်လိုက်တဲ့ဟာမျိုးပေါ့နော်ဒါဘာလို့လဲဆိုတော့နောက်ပိုင်းမှာလက်စုပ်ကိုဖြတ်စည်းတာတမတော် Locket ကိုဖြတ်စည်းတာ Ron ခွက်ကိုဖြတ်စည်းတာ Hermione Tarafua Crab မွေဝ Neville ဒီ Harry ကိုယ်တွေကအပိုင်းဆောက်ကြတော့ Voldemort ကိုယ်တိုင် အဲ့တော့ပြောရလို့ရှိရင်တကယ်တမ်းဝိတုထဲမှာ Harry Potter ကိုပုံဖော်ထားတာဘယ်လိုမျိုးလဲဆိုတော့ तू ကအရန်အအရန်တော်အရန်တက်နေတဲ့သူတယောက်မဟုတ်ဘူး तू ကတာမန်ចောင်းသားလေးတယောက်ပဲဒါပေမဲ့သူ့ဘေးမှာသူ့ကူညီမဲ့အ တငယ်ချင်းအတိုင်းဝိုင်းအများကြီးရှိတယ်အားလုံးရဲ့အကူအညီကိုယူပြီးတော့မှဗိုလ်ဓမုတ်ကိုသူတို့အတူတူအောင်နိုင်ခဲ့ရတဲ့ဆိုတော့ပုံစံမျိုးကိုပုံဖော်ထားတာပေါ့နော်ဒါပေမဲ့ရုပ်ရှင်ထဲမှာကြတော့အဲ့လိုမဟုတ်ဘဲနဲ့အာဒီဟယ်ရီကိုနည်းနည်းလေး main character ကိုပို့ပြီးတော့အသားပေးတဲ့ပုံစံမျိုးမှာမြင်ရတယ်ပေါ့နော်အားကြောင့်မို့လို့ဒီ Ravenclaw Titan ကိုဖြတ်စည်းရတဲ့အချိန်မှာလည်းဟယ်ရီကိုယ်တိုင်လှုပ်လိုက်တာမျိုးစင်ကိုထည့်ထားတယ်ပြီးွားတော့အာပို့ထင်တာတော့ဒီမှာက ဟော့ဂရက်စ်တစ်ခုနဲ့တစ်ခုချိတ်ဆက်မှုနည်းနည်းပိုအသားပြီးပြီးတော့ရိုက်ပြထားရရုပ်ရှင်မှာလေအဲ့တော့ဒီဟော့ဂရက်စ်ပျက်စီးတဲ့အချိန်မှာ Harry of Voldemort ကတန်ရောက်မှုရှိတယ်ဆိုတာကိုပြချင်တဲ့ပုံစံမျိုးလို့လည်းမြင်နေပေါ့နော်ကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအာအစကတော့နောက်တစ်ပိုင်းထပ်ခွဲအောင်လို့ Harry ကြောင်းအသီးတန်းဒါပေမဲ့ viewer တွေကဗီဒီယိုအရှည်ကြည့်နေတဲ့ဆိုလို့အာထပ်မခွဲဘဲနဲ့အကုန်လုံးလုပ်ပေးလိုက်တာကကျေနပ်ကြမယ်လို့လည်းမျှော်လင့်ပါတယ်အဲပူရဲ့ဒီ Wizarding World Story playlist တွေကဗီဒီယိုတွေမကြည့်ရသေးဘူးဆိုလို့ ကြည့်လို့ရအောင်လို့ link လေးပေးထားပါမယ်။စာအုပ်မှာတဲ့ကြောင်းသေးသေးသိချင်တယ်ဆိုလို့ရှိရင်လည်းပိုသေးစိတ်ပြပြပေးထားတဲ့ short video လေးကိုလည်း comment မှာပေးထားပါမယ်။ဆုံးထိကြည့်ပေးလို့ကျေးဇူးပါ။ Bye ။ဒီ video လေးကိုဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။ကိုကြိုက်တဲ့ထက်တူကြရတဲ့ဆိုရင် like and subscribe လည်းလုပ်ပေးတော့ပါအောင်နော်။နောက်များမှလည်းစိတ်ဝင်စားစရာသုံးသပ်မှုများဆက်ပြီးတင်ဆက်ပေးတော့ပါအောင်မရှင်။